အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့အင်ကြီးကတောင်တကုံ20ရက်ခွက်မှာရှိရဲ့နောက်ထပ်အင်လှလာလေးတစ်လုံးကိုပိတ်သက်ကြီးကိုထပ်ပြီးခေါ်ပြီးသွားမှာဖြစ်ပါတယ်။အဲ့ရင်လေးရကြတော့လေအင်ကြီးအရင်ပြနေကြအင်လေးတွေလို့မဟုတ်ဘဲနဲ့ဒီဇိုင်းနောက်ထပ်တစ်မျိုးအစမ်းလေးဆိုတော့ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတော့အင်ကြီးနဲ့တူတူတစ်ချက်လိုက်ကြည့်ပေးအောင်နော်။ ကဲဒီနေ့အေဂျီလိုက်ပြပေးမယ့်အင်လေးကကြတော့အင်ဂျီနောက်မှာရှိနေတဲ့ဒီနှစ်ထပ်အာစီတိုက်လေးပေါ့နော်ဒီအင်လေးကိုကြတော့အင်ဂျီကိုရှင်မြင့်မြတ်သူကိုဆွဲရှင်ကနေပြီးတော့တောင်ဝီဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူ့ရဲ့ချက်အကျယ်လေးကကြတော့အင်ဂျီ20 60ပေါ်မှာမှာအင်ဂျီလေးကို16 40ယူပြီးဆောက်ပေးထားတာဆိုတော့ space လေးတော်တော်လေးကျယ်တယ်ပေါ့နော်ချန်ရှိကနေကြည့်မယ်ဆိုရင်လည်းသူကအိမ်ပုံစံလေးကကြတော့ modern ဆန်ဆန်လေး runner အကြီးတစ်ခုပါမယ် modern ဆန်ဆန်လေးဖြစ်ပြီးအင်ဂျီဒီအရှိမဆိုလို့ရှင်လည်းသူကလေအဲအိမ် design လေးပို့ပြီးတော့ဆန်းသွားအောင်လို့ခဲရောင်လေးဒီ wallet လေးနဲ့ပါ design စင်ထားသေးရယ်ပေါ့ဆိုတော့အင်ဂျီအထဲမှာရောဘယ်လို မျိုး structure လေးရှိမလဲဆိုတာဒီနေ့တူတူလိုက်ကြည့်ပြရအောင်နော်ဒီ channel ရကြတော့လေအဲ့ဒါသူ့ရဲ့ channel အကျယ်ရောအင်ကျယ်ရောက space ကတော်တော်လေးကျယ်ရဖြစ်တဲ့အတွက်သူကအင်ကျယ်အပြင်ကိုမှဒီရှေ့မှာလဲ parking အတွက် space တော်တော်လေးအကျယ်ကြီးထားတာကိုတွေ့ရအဲ့ဒါအနည်းဆုံးကား AC ကားနှစ်စီးစာလောက်က AC ဆက်နေပေါ့နော်ဒီ car parking လေးက တော့ဒီရှင်ဝင်ဒီဇိုင်းလေးကိုအင်ပြီးရေဆုံးပြပြပေးမယ်ရှင်ဝင်ဒီဇိုင်းလေးကလေသူကအင်ရဲ့တင်းဖြစ်တယ် modern season လေးနဲ့ line အောင်လို့ရှင်ဝင်ဒီဇိုင်းလေးကိုလည်း modern season လေးပဲလုပ်ပေးထားတယ်ဒီမှာဆိုရင်တိုင်လေးထုတ်ပေးထားတယ်ဒီမှာတိုင်မှာ၃တိုင်ပေါ့နော်ထုတ်ပေးထားတယ်အင်ရောင်လေးကလည်းအင်ဂျိုခဲရောင်လေးနဲ့အဖြူရောင်လေးနဲ့ဥဆက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အရောင်ဆက်ဆက်လေးနဲ့လှရတယ်အဲအဲ့ဒါပြင်ကုန်ပါသူကဒီရှင်ဝင်ရဲ့ ဒီ floor မှာဆိုလို့ရှိရင်ကျတော့ဒီတဝက်အထိကိုသူကြွေပြားလေးအဖြစ်ခင်းပေးထားရပေါ့။ cinema ဆိုလို့ရှိရင်လည်းအစီကိုညာဘက်လေးမှာပို့ပြီးဒင်းပြီးတော့လှနေအောင်လို့မီးပွင့်လေးများများတုံးပေးထားတာကိုတွေ့ရ။မီးပွင့်ဆိုတော့တော်တော်6ခုလောက်ပါတယ်ပေါ့နော်။ပြီးရခါကျတော့အစီဒီဘက်မှာကြည့်မယ်ဆိုရင်အိမ်ရဲ့မျက်နှာစာလေးလှသွားအောင်လို့တော့အထဲအတွက်လည်းဗင်းပေါက်လေးတစ်ခါလေးဖြစ်သွားအောင်ဒီမှာဗင်းပေါက် size ကြီးကြီးလေးနဲ့အဲဘေးမှာအဖြူလေးကိုကုပ်ပြီးတော့ design ဆန်းလေးလုပ်ပေးထားတယ်ပေါ့။အပြင်ကနေကြည့်မယ်ဆိုတော့လည်းအိမ် design လေးကတော်တော်လေးချမ်းပြီးတော့လှနေရ။ဒီအောက်မှာဆိုလို့ရှိရင်လည်းအစီတို့ဒီ HMS စိတ်တိုင်းကြ The Great Pen လေးနဲ့ The Great လုပ်လို့ရအောင်လို့သူ plan box လေးထ ားပေးထားတယ်။အိမ်ထဲဝင်တဲ့နေရာလေးဆိုလို့ရှင်လေအေစီကိုဖနှက်ချွတ်နေရာလေးမှာလေကားလေးတစ်စက်ထပ်ပြီးညှင့်ပေးထားတယ်။အိမ်လေးပို့ပြီးညှင့်တော့အောင်လို့ပေါ့။ဒီခါကျတော့ဝင်တဲ့တကားကိုဆိုလို့ရှင်လေသူက20နောက်သုံးပေးထားတာ။ပြင်မှာတံမဲလေးတစ်စက်ပါမယ်။အထက်မှာကျုံးတကားလေးနဲ့ပါထပ်သုံးပေးထားတာဆိုတော့ safety အတွက်ပို့ပြီးတော့လုံခြုံတယ်ပေါ့နော်။ဒါဆိုတော့အေစီကိုအထက်မှာရောဘယ်လိုမျိုးဆွဲထားလေးရှိမလဲဆိုတာအရင်နဲ့တူတူလိုက်ကြည့်ကြည့်ရအောင်နော်။ ကဲအင်ဂျီအိမ်ထဲကိုရောက်ပြီပေါ့နော်ဒီအိမ်ထဲကိုဝင်ဝင်ချင်းတက္ကမကြီးကိုကြတော့သူကကျုံတကားအကြီးစားသုံးမိထားတဲ့ရင်ပွဲလေးအဲ့ရရဲ့အပေါ်မှာမအင်ဂျီ glass window လေးမှာထပ်ပြီးပါတည်တယ်လိုက်တွေပိုကောင်းတယ်ပေါ့နော်ဆိုတော့အိမ်ထဲကိုဝင်ဝင်ချင်းတွေ့ရမှာတော့အင်ဂျီ air con လေးရှိမယ်ပေါ့ အခန်းရဲ့အကျယ်ကကြတော့လေသူအိမ်ရဲ့အကျယ်ကလည်းနည်းနည်းလေးကျယ်ရဖြစ်တဲ့အတွက်ကြောင့်မို့သူအခန်း space ကိုများများလေးယူထားတာမျိုးတွေ့ရတယ်အခန်းကျယ်ပြီးတော်တော်ကျယ်တယ်ဆိုတော့ဒီကျယ်တဲ့အတိုင်းပဲအခန်းရဲ့ floor တစ်ခုလုံးအကြောင်းအဲဒီ SPC ကိုရီးယားဘာကေးလေးခင်ပေးထားတယ်ကျွန်းရောင်ကြီးပဲအဲ့အပြင်ကမှအယောင်လေးပို့ပြီးတော့ lighting ပို့ပြီးတော့အိမ်ထဲကိုဝင်အောင်လို့အလင်းအောင်ပိုကောင်းအောင်လို့ကြာတော့သူကဒီဘေးပက်ပက်လေးတစ်လျှောက်လုံးမှလေးဆို aluminum slide window လေးတုံးထားတယ် ဒီ window ဆိုလို့ရှိရင်လည်း site တော်တော်လေးကြီးရယ်လို့ပြောရတယ် site အကြီးစားအောင်မှာသူတက်ထားတဲ့တန်ပန်း design လေးဆိုရင်လည်းအစိုးတွေ့နေကြတန်ပန်းနေနဲ့မတူပဲနဲ့နောက်ထပ် design တစ်မျိုးလေးပေါ့နော် design ဆန်လေးဒီ window လေးကအပြင်ကြည့်ရင်လည်းဒီ design လေးကတော်တော်လေးလှတာပေါ့နော်ဆိုတော့ပပက်လယ်မှာ window တွေရှိရယ်အစိုး ceiling မှာဆိုလို့ရှိရင်လည်း simple ဆက်ဆန်လေးပဲသူကမီးပွင့်များများသုံးပေးထားတယ် light tray လေးရှိမယ်အလယ်မှာဆိုလို့ရှိရင်မီးပွင့်အကြီးစားနှစ်ခုရှိမယ်ပေါ့ပြီးတော့ဒီ light tray ရဲ့ပပက်လယ်မှာဆိုရင်လည်း design လေးပို့ပြီးဆန်းသွားအောင်လို့အယောင်ဆန်းဆန်းလေးအဆိုင်အောင်လေးထည့်ထားတော့အစိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးက ခန်းလေးရှိမယ်ဒီအခန်းမှာပဲသူကအပေါ်ထက်ကိုတက်တဲ့လေက space လေးပါထပ်ပြီးလုပ်ပေးထားတယ်ပေါ့ဒီဘက်အောက်မှာဆိုလို့ရှိရင်လည်းအင်ဂျီကိုကိုနေတဲ့လေကအောက်က space လေးကို store အနေနဲ့တကားလေးနဲ့အခန်း PC လေးလုပ်ထားတာပေါ့နော်အင်ရှင်လေး store အနေနဲ့ထားလို့ရအောင်လို့ဆိုတော့ဒီအောက်ထပ်မှာကကြောင်းအင်ဂျီကိုအခန်းရှိမယ် bedroom လေးတစ်ခုရှိမယ် kitchen လေးရှိမယ်ဆိုတော့အင်ဂျီနဲ့တူတူအင်ဆောင် bedroom လေးကိုယူပတ်ကြည့်ရအောင်နော် ီအခန်းလေးရဲ့တကားကိုကြာတော့လေသူအဝင်တကားလေးကို mystery dot လေးသုံးပေးထားတယ် safety dot တော်တော်လေးကောင်းအောင်ပေါ့ဒီခန်းရဲ့ space ကိုကြည့်ရတဲ့လောက်တော့ AC သူက single bedroom အကျယ်ဝန်းမဲ့ဒါပေမဲ့ဒီမှာဒီတကားပေါ့လေဆိုရယ်ဆိုတာ band WC လေးဖြစ်ရမယ်ပေါ့ဆိုတော့သူက single bedroom ကိုမှ band WC လေးတွဲထားတဲ့သဘောမျိုးပေါ့နော်ဒီ idea လေးလည်းတမျိုးလေးကောင်းတယ်ပေါ့ master bedroom မှ band WC ထည့်လို့မရဘူးကိုယ်အိမ် ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တယ်လို့အာ customize လေးထည့်လို့ရတယ်ဆိုတော့ဒီခိုင်းထဲမှာဆိုရင်အရင် window လေးနှစ်ပောက်ပါတယ်ဒီဘက်မှာအသေးစားလေးတစ်ခုဒီဘက်မှာအကြီးတစ်ခုတန်ပန်းလေးပါပါသေးတယ်အလူမီနီယံ window တွေပဲတုံးပေးထားတယ်သူ့ရဲ့ ceiling design လေးဆိုရင်လည်းသူကအရှိရအင်ဂျင်အဲခန်းမှာတွေ့ရတဲ့အတိုင်းပဲပေါ့အဲမိပွင့် ကြည်စားနှစ်ခုပါတယ်မိဖို့တတိလီပပက်လည်းမပါတယ်ပြီးတော့ light tray ကိုမှအရောင်လေးနဲ့ထည့်ပေးထားတယ် floor ဆိုလို့ရှိရင်လည်းဒီ air khan က floor လို့ပဲ spc korea package ကိုမှကျွန်းရောင်လေးတုံးပေးထားတာပေါ့ဆိုတော့ဒီခန်းလေးလည်းတော်တော်လေးချစ်ဖို့ပါတယ်ဆိုပြီးတော့ brand wc လေးချက်ဝင်ကြည့်ရအောင် ဘန် WC လေးကကြာတော့လေအစီပုံမှန်တွေ့နေကြဘန် WC လေးလိုပဲသူအလူမီနီယံတကားလေးရဲ့အထဲမှာကကြာတော့ကြွေပြားလေးကိုကပ်ပေးထားတယ်။ပြီးတော့ shower head ပါတယ်ပြင်ဆင်ပါတယ်ဥမာအာ shower လေးတောင်ပါသေးရဲ့ဆိုတော့လေဒီဘန် WC လေးကပုံအစီ master bedroom မှာတွေ့နေရတဲ့ဘန် WC လေးလိုပဲ။ခိုင်းပုံစံလေးကတသေးလေးနဲ့ချစ်စရာလေးဘန် WC လေးလည်းပါဆိုတော့လေကျွန်တော်အစီအနောက်ဖေးမှာဆိုလို့ရှိရင် kitchen လေးရှိသေးရဲ့ဆိုတော့အစီနဲ့တူ kitchen လေးလိုက်ကြည့်ပြီးတော့နော်။ကဲအစီ kitchen လေးတစ်ချက်တော့ကြည့်ကြမယ်နော်။ အမ်သူ kitchen လေးရဲ့အကျယ်လေးကလည်းလေ space တော်တော်လေးကျယ်ရလို့ပြောလို့ရတယ်ကျယ်တဲ့အပြင်ကိုလင်းလင်းလေးဖြစ်နေတာပေါ့တုံးထားတဲ့အိမ်ရဲ့ painting color ကလည်းဖြူရောင်လေးရယ်ပြီးတော့သူ window တွေဆိုဒီမှာ window တော်တော်များရယ်လို့ပြောလို့ရတယ်ဒီမှာတစ်ခုတစ်ခုတစ်ခုအကုန်လုံးမှာတန်ပန်းပါရယ်ပေါ့နော်ဆိုတော့ kitchen ရဲ့ floor ကိုကြတော့သူကရှေ့ရနဲ့မတူဘဲနဲ့ကျွေးပြားလေးပြည့်ကပ်ပေးထားတယ် kitchen ဖြစ်တဲ့အတွက်ကျွေးပြား design နောက်တစ်မျိုးနဲ့အပြည့်ကိုကပ်ပေးထားတယ်ပြီးရခါကျအဲဆိုဒီဘက်မှာဆိုလို့ရှိရင် အဲကစ်ချန်ကော်နာလေးပါမယ်ပေါ့ကစ်ချန်ကော်နာကိုတော့သူ normal size လေးပဲအဲ့ဒါအောင်မှဒီပေါ်မှာခြေသားလေးပြင်ဆင်ပေးထားရဲအောက်မှာဆိုရင်လည်း cabinet လေးပါတယ်ပြင်ဆင်ပါတယ်ပေါ့ဆိုတော့ဒီကစ်ချန်မှာကကြာတော့အင်ဂျီတကားက၃ခုလောက်တွေ့ရပေါ့နော်ပုံမှန်ဆိုလို့ရှိရင် common band WC ပါမယ်နောက်ဖေးထွက်ပေါက်လေးပါမယ်အဲတကားလေးတစ်ခုပုံနေဆိုပြင်အင်ဂျီအဲ့တကားလေးကိုဖုံးပြလိုက်ပြပေးအရင်ဆုံး band WC လေးကြီးကိုကြည့်ရအောင် ဒါကတော့ထုံးစံတိုင်းပဲ common brand WC လေးကိုတက်ပေးထားတယ်။အဲဒီမှာဆိုရင် AGO OD ခုနတွေ့ခဲ့တဲ့ single brand တွေက brand WC နဲ့အကုန်တူတူပဲကြွေပြဒီဇိုင်းအရစကြွေပြလေးရှိမယ်။အဟိုမှာ window လေးရှိမယ်။ပြီးတော့ shower head basin နောက်လက်အကုန်ပါတယ်။ဒါ common toilet ပေါ့နော်။ common WC လေးရှိမယ်။အဲ့ပြီးတော့ AGO ဒီဟာကတော့နောက်ဖေးထွက်တဲ့တကားလေးဖြစ်မယ်ပေါ့သူကတန်မန်းလေးရယ်ဒီမှာဆိုလို့ရှိရင်လည်း mouse door လေးတော့ခါ yes ဒါကနောက်ဖေးကိုထွက်တဲ့တကားလေးပေါ့ ဆိုတော့ ICO လေးဒီမှာတကားလေးတစ်ခုရှိသေးတယ်။ဗာလေးဖြစ်မဲ့ပြပကြည့်အောင်နော်။ဟောဒီတကားလေးကကြတော့ ICO grander လေးပေါ့။ grander အသေးစားလေးထပ်ပြီးထုတ်ပေးထားတယ်။ Asian နေအနေနဲ့ဒီမှာ weight shop ဆက်ထားတာမျိုးပဲဖြစ်ဖြစ်တခုခုထားခြင်းနဲ့ store အနေနဲ့သုံးလို့ရအောင်ပဲဖြစ်ဖြစ်နောက်ပြီးမှ demo လေးထွက်ကောင်းအောင်ပဲဖြစ်ဖြစ်ဒီမှာထပ်ပေးထားတာပေါ့နော် grander အသေးစားလေးလို့ပြောလို့ရတယ်။ဆိုတော့ ICO အောက်ထပ်မှာရှိတဲ့အခန်းလေးကအကုန်လုံးပြီးသွားပြီဆိုတော့ Asian နဲ့တူတူပုံမှန်ပါလေးရှင်လည်းချက်တက်ကြည့်အောင်နော်။ အောက်ထပ်မှာရှိရလေးတွေအကုန်လုံးကြည့်ပြီးသွားပြီဆိုတော့အပေါ်တက်ကိုတစ်ချက်ပဲကြည့်ရအောင်နော်သူအပေါ်သွားဘူးဆိုလို့ရှိရင်ဂျိုဒီဒီကားလေးကနေတက်သွားရမှာပေါ့လေကားကိုတော့သူကပြင်မှာပဲထုတ်ထားပြီးလေကားမှာဆိုလို့ရှိရင်အင်ဂျီကိုလေရန်လေးကိုကြာတော့သူကကျုံးနဲ့ဟော်လုံနဲ့တွဲပြီးတော့လေရန်လေးလုပ်ပေးထားတယ်လေကားထစ်လေးတွေကိုကြာအင်ဂျီအောက်ကပါကီအတိုင်းပဲကိုရီးယားပါကီ SPC လေးနဲ့ပဲလေကားထစ်လေးလုပ်ပေးထားတယ်ပေါ့နော် ပြီးတော့အင်ဂျိုဒီလေးကလေးပို့ပြီးတော့ lighting လေးဝင်အောင်လို့သူဒီမှာ window လေးတွေပါထပ်ထည့်ပြီးတော့သုံးထားရပေါ့နော်အဲတံပန်းလေးတွေပါရှေ့မှာကပ်နေထားရ safety အတွက်ဆိုတော့လေကားတိအရာကြည့်မယ်ဆိုရင်လေသူသုံးထားတဲ့လေကားတိတွေကပြည်ပြည်လေးတွေပဲအဲခလေးတွေလည်းတက်လို့ရတယ်လူကြီးတွေအတွက်လည်းအဆင်ပြေပေါ့နော်ဆိုတော့အင်ဂျိုအပေါ်တက်လေးချက်တက်ကြည့်အောင်နော်ကဲအင်ဂျိုအပေါ်တက်ကိုရောက်ပြီပေါ့နော်အပေါ်တက်ဒီလေကနေတက်တက်ချင်းမှတွေ့ရအင်ဂျိုအီဆုံးဖျားခန်းလေးကိုတွေ့ရမှာဆိုတော့ဖျားခန်းလေးရဲ့တစ်ချက်ဝင်ကြည့်အောင်နော် ပုံမှန်ဆိုရင်ကျတော့လေအင်ဂျီကိုဖျားခန်းကဒီလိုအပုံမှန်အင်ဂျီမှာဆိုရင်ဒီလိုအခန်းတက်တက် ဟိုမကန့်ဖြစ်ဘူးပေါ့နော်ဒီမှာကကြတော့သူအလူမီနီယံ slide တော့အကြီးစားလေးနဲ့ဖျားတန်းအောင်ထပ်ပြီးကန့်ထားတာဖြစ်တဲ့အတွက်အထဲမှာဖျားရှိခိုးတာဖျားဝတ်ပြူတာကို ACC တိတိဆိတ်ဆိတ်ဒီအထဲမှာလုပ်လို့ရရပေါ့အတန်လေးလုံနေဆိုတော့လေလူမီနီယံတော့ဆိုတော့ဆိုတော့ space area ကြည့်မယ်ဆိုရင်လည်းတော်တော်လေးကြည်ကြဲဝုန်းဝုန်းရှိရဖျားတန်း space ကြီးကဒီဒီမှာဖျားကြောင်းဆောင်တွေထားလို့ရမယ်ဒီဘက်မှာလည်းမရဘူးဆက်ပစ္စည်းတွေထားလို့ရမယ်ပေါ့နော်ဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်ကျတော့ NG တို့ lighting ပို့ပြီးတော့ဝင်သွားအောင်ဒီမှာ limit ပြတ်တဲ့အချိန်နေဆိုလို့ရှိရင်ဒီဝင်တွေထွက်ကောင်း NG တို့ကဒီမှာအင်းဟိုပေါ့ aluminum window ပ ုံမှာထောင်းလိုက် site လေးတုံးထားတာတွေ့ရတယ်ဒီမှာတစ်ခုနှစ်ခုရှိမယ်ပြီးတော့ဖះเจ้าဆောင်ရဲ့နောက်မှာဆိုဝန်ဒူးလေးပက်ပက်လေးထားထားပေးရဆိုရေရေထက်တော်တော်လေးကောင်းတယ်ဖះเจ้าဆောင်ထားလို့အဆင်ပြေတယ်ပေါ့နော်ဖះရှိဖို့လို့လည်းအေးချမ်းချမ်းလေးဖြစ်တယ်ဒီ ceiling design ဆိုလို့ရှိရင်လည်းအင်ဂျူအဲခန်းမှာတွေ့ခဲ့တဲ့ ceiling design နဲ့အတူတူပဲအဲဒီအရောင်လေးနဲ့ light tree လေးရောမီးခွေများများတုံးထားတာရောအလယ်မှာမီးခွေအကြီးနှစ်ခုတုံးထားတာတပုံစံလေးပဲပေါ့နော်ဒီဖះကန်းလေးလည်းတော်တော်လေးတက်ပယ်တဲ့ design လေးကိုပြောလို့ရတယ်ပေါ့ဆိုတော့အင်ဂျူအပေါ်ထက်မှာကကြာတော့လေအိတ်ခန်းလေးရှိမယ်ဒါက brand အောင်ထွက်တဲ့တစ်ခါလေးရှိမှာဖြစ်တဲ့အတွက်အရင်ဆုံး အိတ်ခံလေးဘယ်လိုပဲဖြစ်ကြမယ်နော်ဒီခန်းလေးရကြတော့အေဂျီကိုဒီအိမ်လေးရဲ့ဒုတိယထပ်မှာရှိရဲ့ တခုပြီးတော့ဖတ်ရုံပေါ့နော်ဒီရင်အကြောင်းအင်ဂျိုဆိုတဲ့ဘက်ရုံနှစ်ခန်းပါတာဆိုတော့လေခန်းရဲ့ space ကိုကြည့်ရတော့တော့အင်ဂျို master bedroom ဖြစ်မယ် space တွေကတော်တော်လေးကျယ်တယ်ပေါ့ဒီ floor ဆိုလို့ရှိရင်အင်ဂျိုအောက်ကအတိုင်းပဲ Korea parking SPC တွေတုံးပြထားတယ် window တွေဆိုလို့ရှိရင်ကျတော့ဒီ window ကကျတော့ PVC window လေးကိုဟိုဘက်တစ်ခုဒီဘက်တစ်ခုပေါ့နော်တန်ပန်းလေးတွေနဲ့ထပ်ပြီးတော့ကပ်ပြထားတယ်အဲ ceiling design ဆိုလို့ရှိရင်လည်းအင်ဂျိုအောက်ကအဲခန်းရောဒီအရှိရအတိုင်းပဲပုံတူတူပဲဟိုတုံးထားတဲ့အရာလေးရော light တွေပါမယ်ပြီးတော့မီးခွေများများလေးရဲ့အလယ်မှာမီးခွေအခြေတက်လုံးပါမယ်ပေါ့နော် simple ဆက်ဆံလေးတွေခန်း ရာချစ်တယ်အဲ့ဒီဆိုတော့ဒီဟာကအင်ဂျူမာစတာဘယ်လိုဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဂျူဘန်ဝစီလေးပါမယ်ဆိုတော့ဘန်ဝစီချက်ပါကြည့်အောင်နော် ဒီခန်းရဲ့ဘန် WC ရကြအောင်လေတော်တော်လေးကျဲတဲ့ထဲမှာပါတယ်ဒီဘက်မှာသူက shower head ကဒီဘက်မှာတစ်ခုပါပြီးသားအောင်မှာဒီခန်းထဲမှာမှာထပ်ပြီးရ shower လုံးလို့ရအောင်လို့ဒီတကားလေးနဲ့ aluminum တကားလေးနဲ့ထပ်ပြီးကပ်ပြီးတော့အခန်းလေးတက်တက်ဖွဲ့ပေးထားပါဗောဥမာဒီမှာဘတ်သက်တွေပါရထားမယ်ဆိုရင်လည်းအဆင်ပြေပါဗောဒီအထဲရောအပြင်ရောဒီပြေးပြားရင်အပြည့်ကပ်ပေးထားပါဗောနော်ပြီးရဲ့အခါကျတော့အဲဒီ shower head ပါမယ် toilet ပါမယ် basin ပါမယ်ပုံမှန်လည်း window လေးပါတယ် space ကလေဒီ master bedroom ဒီ bed WC ကတော်တော်လေးကျဲတယ်ဗော တည့်ရခါကြောင်ရေဆိုဟိုမှာတကားလေးတစ်ခုတွေ့သေးရဲ့ဆိုတော့ဘာခန်းလေးဖြစ်မလို့ကြည့်ရအောင်နော်ဟာသူကဒီ master bedroom ရဲ့ private runner လို့မျိုးလေးလုပ်ထားတာ runner ကိုထုတ်တဲ့တကားကိုတော့မအင်ဂျီကို master door လေးတုံးထားတာဆိုတော့လေ safety အတွက်တော့တော်တော်လေးထည့်စင်စားပြီးတော့ဆောက်ထားတဲ့ပုံစံလေးပေါ့နော်လက်ရန်လေးလည်းရှိမယ်ပေါ့လက်ရန်ကိုတော့သူဒီ တံပန်လေးပဲတက်ပေးထားတယ်ပြီးတော့အောက်မှာဆိုလို့ရှိရင်လည်းကြည်ပြပြီးကပ်ပေးထားတယ်ဂရန်နာတစ်ခုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီဂရန်နာလေးရဲ့ဒီဇိုင်းလေးကလည်းလှတယ်ကျယ်လဲကျယ်တယ်ဆိုတော့ကိုယ့်အကူကိုယ့်ခန်းလေးကနေထွက်ပြီးတော့ဒီမှာချင်းလုပ်လို့ရတယ်ဝတ်တွေပါလှမ်းမယ်ဆိုရင်လည်းအဆင်ပြေတယ်နေရာကရရရဆိုတော့လေကိုယ်မှလည်းအင်ဂျိုမီးဖွင့်လေးထပ်ပြီးတော့သုံးပေးထားသေးတယ်ချစ်စရာလေးကြော်အင်ဂျီတို့အဲဒီကနေထွက်လိုက်ရင်ကျတော့ရှေ့မှာဘရန်နာအလှလေးတခုရှိသေးတယ်ဆိုတော့အင်ဂျီနဲ့တူတူဘရန်နာလေးချက်သွက်ကြည့်ရအောင်နော်။ကဲအင်ဂျီတို့ဒီနေရာလေးကကျတော့ အဲဒုတိယတက်ကနေပြောရနာကိုထွက်တဲ့နေရာလေးပေါ့နော်တကားလေးကိုကြောက်လေသူအထဲမှာအဲတမန်တစ်ထပ်အပြင်မှာ mind steel လေးနဲ့တုံထားရဆိုတော့ safety အတွက်တော်တော်လေးကောင်းတယ် ပြီးရခါကျတော့ space တော်တော်ကြာရဖြစ်တဲ့အတွက်ကြောင့်မို့လို့လေနေကောင်းလေတန်လေးလည်းတော်တော်လေးရရနေရောင်လည်းတော်တော်ရရပေါ့နော်ပြီးတော့သူကဒီ runner ရဲ့အဲကျဲတဲ့ space တစ်လျှောက်လုံးကိုအင်ဂျိုကြေပြားလေးအပြည့်ခင်းမိထားတယ်ပေါ့နော်အဲကြေပြားဒီဇိုင်းလေးလည်းလှတယ်ပြီးရခါကျတော့လယ်ရန်လေးဆိုလို့ရှိရင်လည်းအုပ်နဲ့အဲဒီမှာဆိုရင်ဒီတန်ပန်းလေးနဲ့ကိုဆက်ပြီးတော့လယ်ရန်လေးလုပ်ပေးထားတယ်လယ်ရန်အနေနဲ့ကြည့်မယ်ဆိုရင်လည်းတော်တော်လေးမြင့်နေပေါ့ပြီးတော့အပြန်လေးကြည့်ရင်ပို့ပြီးတော့လှရသွားအောင်လို့ဒီကြားထဲမှာဆိုလို့ရှိရင်လည်းသူလယ်ရန်ကို ဒီဇိုင်းလေးထပ်ဖော်ထားအောင်အရင်တွေ့ရတယ်ပေါ့နော်အဲ runner ထည့်ကျင်တဲ့ပိတ်သက်တွေရှိမယ်ဆိုလို့ရှိရင်ဒီ runner ဒီဇိုင်းလေးလည်းတော်တော်လေးလှရတယ်ဟိုဘက်ဒီဘက်မှာဆိုလည်းသူ lamp လေးတက်ထားအောင်အရင်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီ H ရဲ့မျက်နှာစာလေးဒုတိယထည့်ရဲ့မျက်နှာစာလေးကိုကြာလေသူဟိုဘက်မှာဆိုလို့ရှိရင်ကြွေပြားလေးကိုလည်းရွှေလံငွေလာဒီဇိုင်းလေးကြွေပြားလေးကပ်ပြီးတော့အာဒီဇိုင်းဖော်ထားအောင်အရင်တွေ့ရတယ်အဲအယောင်လေးနဲ့ရောဒီကြွေပြားဒီဇိုင်းလေးနဲ့ရောတော်တော်လေး match ဖြစ်တယ်ပေါ့နော် ဆိုတော့အဲဒီ runner လေးအပြင်ဒီအိမ်မှာကဒီလေကားလေးကနေတက်သွားရင်ဒီပုံမှာ roostlet လေးတစ်ထပ်ရှိသေးတယ်ဆိုတော့အစ်စင်းနဲ့တူတူ roostlet လေးတက်ကြည့်အောင်နော် ီနေရာလေးကကြတော့အင်ဂျိုဒီအိမ်ရဲ့အပေါ်ဆုံးထက် roostlet လေးပေါ့နော် roostlet space လေးလည်းသူတော်တော်လေးကျယ်တယ်ဒီအိမ်ကလေခြံလေးကျယ်တယ်အိမ်လေးကျယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတုံးထားတဲ့ space တွေကတော့နေရာအကျယ်ကြီးတွေပဲဆိုတော့ဒီနေရာလေးဆိုလို့ရှိရင်အင်ဂျို view လေးလည်းလှတယ်ညနေခင်းဆိုလို့ရှိရင်လည်းလေကောင်းလေတန်တော်တော်လေးရမယ့်နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခုံလေးချပြီးတော့ကွက်ကိုချင်းလောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ပစ္စည်းလေးထားတာပဲဖြစ်ဖြစ်ဒီအိမ်ရှင်ဆိုလို့ရှိရင်သူဒီမှာ ground တန်လေးထားထားတယ်ပေါ့နော်ဒီအိမ်ရဲ့ရေသုံးဖို့အတွက်အဲအဲ့လိုထားတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီနေရောင်ထိုင်းရရတာဖြစ်တဲ့အတွက်အင်ဂျိုအဝတ်လှမ်းတာလို့အဲ့လိုမျိုး လေးလည်းလုပ်လို့ရတာမို့နေရောင်ရတာဖြစ်တဲ့အတွက်တစ်ပေဆိုင်လို့လည်းရရပေါ့နော်အင်ရှဲစိတ်တိုင်းကြကြိုက်တယ်လို့တုံးချလို့ရတယ်ဒီဘက်ဖေးပက်ပက်လင်မှာဆိုရင်အဲဒီညဘက်မှာသူပို့ပြီးတော့လှသွားအောင်လို့လန့်လေးပါအများကြီးထည့်ထည့်ပေးထားတယ်ညဘက်ဆိုရင်တော်တော်လေးလှနေမှာလေယံဒီဇိုင်းလေးဆိုရင်အဲဒီအောက်ကတွေ့ခဲ့တဲ့အတိုင်းပဲလေယံလေးထားပေးထားတာကိုတွေ့ရတယ်ပေါ့နော် ကဲအင်ဂျီဒီနေ့လိုက်ပြပေးရဲဒီအင်္ဂလလေးကိုကြောင်းအင်ဂျီကိုကုန်ရှိန်မြင့်မြတ်သူ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့ဒီအင်လေးကိုဆောက်လုပ်တဲ့ကြာကြာဖြစ်ပြောမယ်ဆိုအင်ဂျီကို6လဝင်ကျင်လောက်ကြာရတယ်ပေါ့နော်အဲကိုကြားစရာဖြစ်ပြောမယ်ဆိုရင်လည်းအင်ဂျီကိုသူ့ကိုစားဆောက်တုံးကတော့အင်ဂျီကို3300ဝင်ကျင်လောက် ကုန်ကြပြီးတော့ဘူးခစ်ကာလအပြောင်းလဲရတော့ဈေးလေးအတက်ကျနေနေပပတော့ရှိမယ်ပေါ့နော်ဆိုတော့ဒီအင်လေးကိုဆောက်လုပ်ပေးတယ်ကုန်ရှိန်မြင့်မြတ်သူ construction ကဆိုရင်အဲအင်ဂျီက customer တွေလိုချင်တဲ့ one stop service ပေါ့အဲ structure by architecture by design by ဒါတွေအကုန်လုံးကိုသူတို့စီမှာရေရုံကြီးကြီးနဲ့ customer ကိုလိုချင်တဲ့ပုံစံအတိုင်းတိတိကျကျလေးအံ့နံလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်သက်ကြီးတွေမှာကိုယ့်ရဲ့အစိတ်ကူးရအိမ်လေးကိုပေါ်ဖော်ဖို့အတွက်အဲဆန္ဒလေးရှိရဆိုလို့ရှိရင်ဒီကိုရှင်မင်းမြတ်တကူဆွေရှင်မှာသွားပြီးတော့ဆက်သွယ်ဆောင်ရမ်းလို့ရရဆိုတဲ့အကြောင်းလေးအေဂျီကသတင်းကောင်းလေးပပေးလိုက်ချင်ပါတယ်ရှင်။နောက်ပိုင်းမှာလည်းအေဂျီဒီလိုအိမ်လောက်လာလေးလိုက်ပြပေးမှာဖြစ်တဲ့အတွက်အေဂျီတို့ဒီ Future House Page လေးကိုလည်း Like and Follow လေးလုပ်ထားဖို့ပြောလိုက်ချင်ပါတယ်။အားလုံးပဲဆုံးနေကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။တတ်တာ။